င်္ဂလာပါရှင်။ဧပြီလ24ရက်ကျသားရီနေ့အတွက်ရွှေရင်ကုန်းရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစားတင်ဆက်ပေးမှာကတော့ပြည်သူစစ်မှုထမ်းတင်တဲ့အမတ်စဉ်ဆက်နှစ်တင်တဲ့ဖွံ့ဖွဲများတိုင်းစစ်ဌာနချုပ်အသေးသေးမှပြုလုပ်တဲ့သတင်း။ပြည်သူ့စစ်မှုထမ်းတင်နန်းအမတ်စင်စနစ်တင်နန်းဖွံ့ဖွဲများအားဧပြီလ22ရက်တွင်တိုင်းစစ်ဌာနချုပ်အသီးသီးမှကျင်းပကြောင်းသိရပါသည် ဧပြီလ23ရက်နေ့ပိုင်းတွင်တင်နန်းကျောင်းအသီးသီးမှတင်နန်းဖွင့်ပွဲများပြုလုပ်ကြပြီးတင်နန်းဖွင့်ပွဲများတွင်တင်နန်းကျောင်းများအလိုက်ကျောင်းအုပ်ကြီးများကတင်နန်းဖွင့်မတ်စကားပြောကြားကြကြောင်းသိရပါတယ်တင်နန်းဖွင့်ပွဲများသို့နေပြည်တော်ကောင်စီဥက္ကဋ္ဌတိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များတိုင်းမှုများနှင့်တာဝန်ရှိသူများတက်ရောက်ပြီးတင်နန်းသားများအကြားခုံပြူချင်းမြင်ငွေစားတော့ဖွေရများနှင့်အတုံးအဆောင်ပစ္စည်းများပေးရကြကလိုက်လံနှုတ်ဆက်အားပေးကြကြောင်းသိရပါရဲ့ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့အမျိုးသမီးတဦးကိုတက်ဖြတ်လူရဲမှုမင်္ဂလာတောင်းညွန်းနေဖြစ်ပွားတဲ့တဲ့အမျိုးသမီးတဦးကိုတက်ဖြတ်၍လူရဲသွားသောဖြစ်ရက်တစ်ခုရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတောင်းညွန်းမြို့နယ်တရားရှင်လန်းရှိတိုက်အမှတ်953လမှာဧပြီ22ရက်က ဖြစ်ပွားကြောင်းသိရပါတယ်အဆိုပါတပြည့်လူရဲ့ခံရတဲ့အမျိုးသမီးမှာအိုင်ရှာဘီကိုဒေါ်တန်တန်ထေအသက်62နှစ်ဖြစ်ပြီးရွှေလေးပစ္စည်းများနဲ့ငွေကြေးများကိုလူရဲ့ယူဆောင်သွားကြောင်းသိရပါတယ်။ စပအမျိုးသမီးမှာအခင်းဖြစ်ပွားရာရှစ်ထက်တရဲ့၃လအခန်းတွင်လွန်ခဲ့သောလေးလဝင်ကျင်းမှစတင်ကတဦးရင်းနေထိုင်ကြောင်းလည်းသိရပါဗျ။လက်တလောတွင်ကျူးလွန်သူကိုဖမ်းဆီးရမိခြင်းမရှိသေးဘဲလိုအပ်တဲ့စစ်ဆေးမှုများကိုသာလုပ်ဆောင်နေတယ်လို့အစပလမ်းတွင်းနေထိုင်သူများကဆိုထားကြောင်းသိရှိရပါတယ်ရှင်။ပြည်သူများရှင်ကျမတို့ရှင်ကိုမီဒီယာကနေရန်ကုန်တိုင်းဒေသကြီးတွင်မှဖြစ်ပေါ်နေတဲ့သတင်းဖြစ်စဉ်များကိုအချိန်နဲ့တပြည့်ညီသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြီးစုပေးခဲ့ကြတဲ့ပြည်သူများကိုကျေးဇူးတင်ရှိပါတယ်ရှင်။ Thank you